္လာပါရှင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တီဘောမျိုးကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့လို့တရားဝင်ထုတ်ပြန်လိုက်ပြီးတပ်မိသားစုဝင်192ဦးကို TNL ကလူသားချင်းစာနာမှုနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်မွန်ပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တင်စီရမှာ PDF gate ကိုစစ်တပ် gate ထမှတ်ပြီးလမ်းလာမဲတဲ့အမှတ်330အမြောက်တက်ကဘိုဟင်းစရာဦးနဲ့ဇနီးဖြစ်သူတို့ကိုဖမ်းဆီးရရှိထားတဲ့တဲ့ပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်တီဘောမြို့ကစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခလရ23တပ်စခန်းကို TNL ကအပြည့်အသက်သိမ်းပိုက်လိုက်ပြီးအလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ TNL ကမနေ့ကညပိုင်းကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။အော်တိုဘာလ12ရက်နေ့မှာ တီဘောမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ချင်းလင်းတရဲခလာရ23တပ်စခန်းကိုတောင်းတမလို့ PSLF တရဲ့နယ်လေးကအပြေးသက်တိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတီဘောမြို့ကိုအလုံးစုံထိမ့်ချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုသိမ်းပိုက်လိုက်တဲ့နေ့မှာပဲခမရ903နဲ့904တပ်စခန်းတွေကနေဖမ်းဆီးထိမ့်သိမ်းရရှိတဲ့တပ်မိသားစုဝင်192ဦးကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ြန်လည်လှုပ်ပေးခဲ့ပြီးကားလေးစီးနဲ့ပို့ဆောင်ပေးခဲ့လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာတီဘောမျိုးက903တက်စကန်ကိုတောင်းတက်မတော်ကသိမ့်ပိုင်နိုင်ခဲ့ရမှာတက်အတွင်းကအိမ်အောင်စု38စုကအမျိုးသား7ဦးအမျိုးသမီး48ဦးနဲ့ကလေးငယ်53ဦးစုစုပေါင်းတက်မိသားဆိုရင်102ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စက်တင်ဘာလ28ရက်နေ့ကလည်း904တက်စကန်ကိုထပ်မံသိမ့်ပိုင်နိုင်ခဲ့ပြီးအဲ့ဒီတက်အတွင်းကအိမ်အောင်စု30 24စုရှိကအမျိုးသား16ဦးအမျိုးသမီး39ဦးနဲ့ကလင်းငယ်34ဦးစုစုပေါင်းတက်မိသားစုဝင်89ဦးကိုဖမ်းဆီးထိန်းသိမ်းထားခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးရဲ့သတင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတန်းညောင်မြို့နယ်ပကံမြို့တင်မှာသံကောင်းစင်ကောက်ရုံနေအနော်ထားရက်ွက်အုပ်ချုပ်ရေးမှုစော်လီခေါ်နနန်ထုံးကိုပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ပကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။မနေ့ကမနေ့ပိုင်းမှာသံကောင်းစင်ကောက်နေအနော်ထားရက်ွက်အုပ်ချုပ်ရေးမှုစော်လီခေါ်နနန်ထုံးကိုပကံပြည်ဘလူးတက်ကပြစ်ခတ်ရှင်းလင်းရမှာပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။စော်လီခေါ်နနန်ထုံးဟာတတိပေးထားတဲ့ကြားကနေဂရုမစိုက်ပဲစစ်မှုထမ်း န်တင်နန်းသားစစ်သားတွေစုဆောင်တာတကောင်စင်းကောက်ဥရာတို့မှာတက်ကြစွာပါဝင်နေတဲ့အတွက်ကြောင့်အခုလိုပြစ်ခတ်ရှင်းလိုက်တာဖြစ်တယ်လို့လည်းပုဂံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကရှင်းပြပါဗါးအခြားရက်ကြီးအုပ်ချုပ်ရေးမှုတွေလည်းထုတ်ပြန် တတိပေးချက်တွေကိုလိုက်နာဖို့ထပ်မံတတိပေးလိုက်တယ်လို့လာမဲ့သတင်းကြုတ်ကာလတွေမှာလည်းပုဂံအပန်းပြေခီထွက်လာမှုကိုရှောင်ကျဉ်ချဖို့လည်းတတိပေးထားပါဗါးအဲလိုတတိပေးထားချက်တွေကိုမလိုက်နာရင်အပန်းပြေထွက်လာသူတွေရဲ့အပြစ်သာဖြစ်တယ်လို့ပုဂံပြည်ဘလူးတက်တာဝန်ရှိသူတို့ကပြောပြပါဗါး တယ်။ဒါအပြင်တတိုင်းပြည်လုံးဒုက္ခဆင်းရဲရောက်နေချိန်မှာမစ်ရှင်တွေကိုလှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ပျော်ပါနေသူတွေကိုတတိပေးလို့ကြပကံပြည်ဘလူးတက်တာဝန်ရှိသူကတရားဝင်အသိပေးထားပါရှင်။ မွန်ပြည်နယ်တိုင်းတဘောက်ကိုကြည့်အောင်ပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တိန်စရက်မှာ PDF gate ကိုစစ်တပ် gate ထမပ်ပြီးလမ်းလာမဲတဲ့အမှတ်330အမြောက်တက်ကဘိုဟင်းစရာဦးနဲ့ဇနီးဖြစ်သူတို့ကိုဖမ်းဆီးရရှိထားပြီး KNU ကထိန်းသိမ်းထားတယ်လို့တိန်စရက်အခြေစိုက်ပြည်သူ့ကာကွယ်တပ်ကပြောပါတယ်အော်တိုဘာလ12ရက်နေ့မနက်ပိုင်းကတိန်စရက်အခြေစိုက်အမှတ်330အမြောက်တက်က ဘိုဟင်းဇေယျဦးနဲ့ဇနီးဖြစ်သူတို့က PDF တွေစောင့်ကြပ်နေတဲ့ gate အတွင်းကိုဝင်ရောက်လာတာကြောင့်အခုလိုဖမ်းဆီးရရှိခဲ့တာလည်းဖြစ်ပါတယ်။ PDF gate ကိုစစ်တပ် gate နဲ့မှာယွန်ပြီးလမ်းလာမေးရကနေဖမ်းဆီးထားလိုက်တာဖြစ်တယ်လို့လည်းတင်စရအခြေဆိုင်ပြည်သူ့ကာကွယ်တပ်ကပြပြပါတယ်။ဘိုဟင်းဇေယျဦးစီကလည်းတနက်တလဲအရာရှိဆော်ရွက်စာတန်းစိတ် uniform တို့ကိုတင်စရရှိထားတယ်လို့လည်းသိရှိရပါတယ်။အဲဒီနောက်ဖမ်းဆီးရရှိထားတဲ့အမှတ်330အမြောက်တပ်ကဘိုဟင်းဇေယျဦးနဲ့ဇနီးကိုကရင် ယ်မျိုးသားစီယုံ KNU လက်ထက်ကိုလွှဲပြောင်းပေးလိုက်ပြီး KNU ကစစ်တုံမှန်ဥရနဲ့ညီဖန်စီထိမ့်သိမ်းထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ပဲခူးတန်အသင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။ပဲခူးတန်သားရီအချင်းထောင်မှာနိုင်ငံရေးအချင်းသားဖြစ်သူဦးထေးအောင်ကျော်နာမကျန်းဖြစ်နေခြင်း ထောင်အာရဘိုင်တွေကအချိန်မီစစ်ကူတောက်ခွင့်မပေးတဲ့အတွက်တည်ဆုံသွားခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြီးအကဲများကိုရယ် PPN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရန်ကုန်ခေတ်တကိုပြပြပါရယ်အော်တိုဘာလ17ရက်နေ့ကတာရီစေယုံမှာနိုင်ငံရေးအကြီးအကဲဥထေးအောင်ကျော်ကွယ်လွန်ခဲ့တာဖြစ်ပြီးအချင်းထောင်အာရဘိုင်တွေကနောက်ဆုံးအခြေအနေရောက်မှသာစေယုံကိုလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဥထေးအောင်ကျော်ကိုစစ်တပ်ကအကြမ်းဖက်မှုတိုက်ဖြတ်ဥတွေပုံမှန်51ခန်းငယ်90ညနဲ့ ောင်တန်15နဲ့ချမှတ်ထားတာလည်းဖြစ်ပါတယ်။ဦးထေးအောင်ကျော်ဟာကြိုင်မျောထောင်ကနေတာရီထောင်ကိုထောင်ပြောင်းရွှေ့ခံရပြီးရဲ့နောက်မှာ ထောင်တွင်းရိုက်နှက်ခံရတာတိုက်ပိတ်ထားခံရတာတွေကြောင့်အတွင်းကျေဒဏ်ရာတွေနဲ့အတူအသေးရောဂါပေါ်မှာခံစားလာရပေမဲ့လည်းစစ်ကောင်စီကအချိန်မီစစ်ကူတာကိုမပြုခဲ့တာကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ တနင်္သာရီတိုင်းတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြက်ဖက်စစ်တပ်နဲ့တော်လန်းတပ်ဖွဲ့တွေကြမှာတိုက်ပွဲတွေပြင်းထန်နေပြီးကျေးရွာ900ကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွရာကိုထွက်ပြေးနေရတယ်လို့ဒေတာတွင်သတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ12ရက်နေ့ကနေစတင်ပြီးအကြက်ဖက်စစ်တပ်ဟာလောင်းလုံးမြို့နယ်အောက်ပိုင်းကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးစီးနှင်နေရဖြစ်ပြီးတော်လန်းတပ်ဖွဲ့တွေကစစ်ကြောင်းဖြတ်တန်းရာလမ်းတစ်လျှောက်ကိုလိုက်လံတိုက်ခိုက်နေတာကြောင့် တိုင်ပေါ်တွင်ပြင်းထန်နေရတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ဖက်စစ်တပ်ကလည်းကြေးရွာတွေကိုဥတီပြီးလက်လက်ကြီးနဲ့ drone အမြောက်များအသုံးပြုကဘုံကျဲတက်ခတ်နေတဲ့အတွက်ကြေးရွာ900ကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့တင်းနိုင်တန်းဘိမ့်မြို့နယ်မှာအကြက်ဖက်စစ်တပ်ကမတရားဖမ်းဆီးပြီးစစ်မှုထမ်းဖို့စေခန်းခံရသူ9ဦးဟာအလင်းဝင်ရောက်လာခဲ့တယ်လို့ဘိတ်ပြည်သူကာကွယ်တပ်ဖွဲ့ဘိတ်ပောက်ကဖကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်အော်တိုဘာလ17ရက်နေ့မှာကော့တောင်းမြို့နယ်အခြေစိုက်ခမရ431တရင်ကရဲဘော်3ဦးဟာဘိမ့်မြို့ခလရ103တရင်ကိုရောက်ရှိနေစဉ်တွင် ထွက်ပြေးလာပြီးဘိတ်ပောက်ကဖအထိဝင်ရောက်ခိုးလုံခဲ့တာလည်းဖြစ်ပါရယ် အဲ့လိုအလင်းဝင်ရောက်လာသူတွေဟာအရာရီတန်းဒနုမြူကတူရှမ်းပြည်နယ်တောင်ကြီးမြို့အားနှုတ်ဦးဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကမတရားစစ်မှုထမ်းခိုင်းဖို့အတွက်မဲနိုင်ရွေးချယ်ရာကနေမဲပေါက်ပြီးဝင်ရောက်ခဲ့ရသူတွေလည်းဖြစ်ပါတယ်။လာတို့တိုက်စီရွှေဒူးတပ်ကမတရားဖမ်းဆီးပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့စေကန်းခံရသူတပ်သားတအုပ်ဟာလည်း ထွက်ပြေးလာပြီးအော်တိုဝါလာ7ရက်နေမှာဘိတ်ပကပစီမှာဝင်ရောက်ခိုလုံခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်စက်တင်ဘာလ22ရက်နေ့ကလည်းဘိတ်မြို့နယ်ခလာရ103တပ်ရင်းတုံပြိုးကြီးစခန်းကနေစစ်မှုထမ်းအပတ်စဉ်တင်းနန်းစင်ရဲဘော်တိုးဟာ MA2 အမျိုးအစားတနက်တလက်လက်ပြပုံနှလုံး G184 တောင်းနဲ့တူဘိတ်ပကပထံကိုအလင်းဝင်လာခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာသူတွေကိုဘိတ်ပကပကနှွေးထွေးစွာကြိုဆိုက ကောင်းမွန်စွာစောင့်ရှောက်ပေးထားပြီးစစ်ကောင်စီဘက်တော်သား ားတွေအနေနဲ့လည်းအမှန်တရားကိုသိပြီးမီပြည်သူထံကိုအလဲဝင်ရောက်လို့ယင်ဘိတ်ပောက်ကဖအဖွဲထံကိုဆက်သွယ်နိုင်တယ်လို့လည်းအသိပေးထားပါရရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကြည့်ရှုတင်ပါရှင်ချစ်ပါများပါ။